ဒေါ်လာတန်း300ရံလဲဆွဲနဲ့တငယ်ချင်းမိဖကြီးရဲ့မင်္ဂလာပွဲကိုတက်ရောက်လာလို့လူပြောများနေတဲ့ဤချောဖို့ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မကြသေးခင်ကမှမင်းသမီးမိဖကြီးရဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲတင်ကဆိုရှယ်မီဒီယာမှာအရန်ကိုချီးကျူးခံခဲ့ရပါတယ်။အထူးသဖြင့်ဂုံပကာသနောက်တွေမပါပဲကိုယ့်ရဲ့အမွန်တိုင်းရင်သားရိုးရာရွှေရင်သာအကအဖွဲနဲ့စက်တရရှိရှိကျင်းပခဲ့ရာကြောင့်မြင်ရတဲ့သူတိုင်းပီတိဖြစ်ခဲ့ရတာပေါ့။ဒါပေမဲ့အဲ့ဒီလိုစက်တရရှိပြီးတော့အတိတ်ပဲပြေးသွားတဲ့မင်္ဂလာပွဲကြီးမှာပရိသတ်တွေရဲ့ ျက်လုံးတွေအလုံးကိုသတို့သမီးစီကနေလွှဲယူသွားပြီးတော့အင်တာနက်တစ်ခုလုံးမှာအံရောတကြီးပွက်လို့ရိုက်သွားစေခဲ့တယ်။အဲ့ဒေတော်တူရှိပါတယ်။အဲ့ဒီအဲ့ဒေတော်ကတော့တခြားသူမဟုတ်ပါဘူး။ထိတ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့တရုတ်ဆောင်ဤချိုးပေါ့။ မင်းသမီးအချို့ဘုကသတို့သမီးမေပကြီးရဲ့အရင်နှီးဆုံးတငယ်ချင်းတယောက်ဖြစ်တာကြောင့်ဒီမင်္ဂလာပွဲကိုတက်ရောက်လာခဲ့ရပါဒါတင်မကပါဘူးတငယ်ချင်းရဲ့ဘဝမှတ်တမ်းတစ်ခုမှာအသေးသက်သေးအဖြစ်နဲ့တရားဝင်လက်မှတ်ရေးထိုးပေးဖို့တက်ရောက်လာခဲ့ရလဲဖြစ်ပါတယ်။သူမပွဲတက်လာတဲ့ပုံစံကတော့တကယ်ကိုမိမိုက်နေရဆိုတဲ့စကားလုံးနဲ့မှထိုက်တန်လာအောင်ပါပဲ။အားလုံးသိကြတဲ့အတိုင်းအချို့ဘုကအနုပညာလောကမှာမျက်နာရောခန္ဓာကိုယ်အလားပါပါပြည့်စုံလွန်နေသူပါ။အခုအိမ်ထောက်ကြပြီးသမီးလေးတယောက်ရလာတဲ့အခါမှာတော့သူမရဲ့အလားကပုံပြီးတော့အရင်ကြက်တည်ငြိမ်လာပြီး အင်ဒွေသိခါနဲ့ပြည်စုံတဲ့ထိတ်တန်းမင်းသမီးတယောက်ရဲ့အလှမျိုးဖြစ်လာပါရယ်အခုမေပကြီးရဲ့မင်္ဂလာပွဲမှာလည်းမြမဆန်ဆန်ဝိဆုံလေးနဲ့အယံကိုစက်တီရှိရှိလှပနေကြရပါဒါပေမဲ့ပြိသက်ကြီးရင်သူမရဲ့အလှတရားထပ်ပူပြီးတော့လူတွေအားလုံးရဲ့မျက်လုံးတွေပြူးကျဲထွက်သွားစေလောက်တဲ့ ပါဇက်အဟောင်းသားဖြစ်သွားစေတဲ့အရာကတော့သူမဝိစင်ထားတဲ့လက်ဝိရတနာတွေပါပဲအထူးသဖြင့်သူမရဲ့လက်ဘင်းမှာဝိစင်ထားတဲ့ရောင်စုံစိမ့်လေဆွဲကြီးကတာမန်တန်ဘိုးကြီးလေဆွဲတခုမဟုတ်ပါဘူးတရင်းနေရဖော်ပြချက်အရာဒီလေဆွဲကြီးရဲ့တန်ဘိုးကအမေရိကန်ဒေါ်လာတန်300ဒီတန်ဘိုးရှိရလို့ဆိုကြပါတယ်ဒါဟာမြန်မာငွေနဲ့တွက်ရင်တော့ဘီလီယံပေါင်းထောင်ချီတန်ဘိုးရှိနေရဲ့မယုံနိုင်လောက်စရာပမာဏတခုပါဒီလောက်တန်ဘိုးကြီးရတဲ့အကြောင်းရင်းကတော့ဒီလေဆွဲဟာရိုးရိုးစိမ့်တွေမဟုတ်ပဲအရန်ရှားပါတဲ့ရောင်စုံစိမ့်တွေနဝရကူပိုင်းရတနာရှားပါကြောင် ရက်တွေနဲ့စီကျဲပြုတ်လောက်ထားတာကြောင့်လို့သိရပါဗျ။ဒါကလည်းမင်းသမီးအီချောပေါ်ရဲ့ကျွေးဝါချမ်းသာမှုတွေကြောင့်ပြသနေရပါ သူမကိုယ်တိုင်အနုပညာလောကမှာအောင်မြင်နေတယ်လို့သူမရဲ့ခင်မုန်းဖြစ်သူကိုမိုးဇက်မုန်းကလည်းအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်တာကြောင့်ဤချိုးဘူကတကယ်ကိုချမ်းသာကြွယ်ဝတဲ့တတိမကြီးတဦးဖြစ်နေပါပြီ။ဒါပေမဲ့ဒီလိုတန်ဖိုးအကြီးဆုံးရတနာကိုဆင်မြန်းပြီးတက်ရောက်လာခဲ့ရကြောင်းပရိသတ်တွေကမှအငင်းပွားစရာအတန်တွေချက်ချင်းထွက်ပေါ်လာခဲ့ပါတယ်။ပရိသတ်တော်တော်များများကအဲ့တဲ့ကသတို့သမီးမိဘကြီးထက်တောင်ပို့ပြီးထင်ပေါ်နေတယ်။သတို့သမီးကိုလွမ်းသွားတယ်။မင်္ဂလာဝဲကဂုံဘကသနာကင်းရှင်းပေမဲ့အဲ့တဲ့ကပကသနာတွေနဲ့ရောက်လာတယ်ဆိုပြီးတော့ မှတ်ချက်ပေးဝေဖန်ခဲ့ကြပါတယ်။ဒါပေမဲ့တခြားတစ်ဖက်ကကြည့်ရင်လည်းကိုယ့်ရဲ့အချက်ဆုံးတငယ်ချင်းရဲ့မင်္ဂလာပွဲမှာအသေးသက်တွေလုံရတဲ့သူတယောက်အနေနဲ့ကိုတက်နိုင်တဲ့မြောက်အကောင်ဆုံးအလှပဆုံးအခမ်းအနားဆုံးဝစ်စင်ပြီးတော့တငယ်ချင်းကိုဂုဏ်ပြုတာလို့ရှုမြင်နိုင်ပါတယ်။ပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။မင်္ဂလာပွဲတစ်ခုမှာဧည့်သည်တော်ကသရိုသမီးထက်ပိုပြီးထင်ပေါ်ကျော်ကြားသွားတာပိုလှနေတယ်လို့ပိုခမ်းနားနေတယ်လို့ကြီးကျူးခံနေရတာတွေကတင့်တော်တဲ့ကိစ္စတစ်ခုလို့ထင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြီးကျူးပေးခဲ့ ခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်